မင်္ဂလာပါရှင်။ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့ရွှေကောက်ဝဲအပိုင်း၃မိုင်လုံးကျင်းပပြီးမှသာရွှေကောက်တင်မြောက်ခံရတဲ့လှုပ်တော်ကိုယ်စားလှယ်များအားကြီးညာမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အပိုင်းလိုက်ကျင်းပါမယ့်ရေကောက်ဝယ်ရလက်များအားအပိုင်းသုံးပိုင်းလုံးကျင်းပါပြီးမှသာတက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်ရေကောက်တင်မြောက်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်များအားထုတ်ပြန်ကြေညာပေးမှာဖြစ်ကြောင်းပြည်ထောင်စုရေကောက်ဝယ်ကော်မရှင် UEC ကလူဝင်မာတရက်တွင်ဖြေကြားထားတယ်လို့သိရပါတယ်။ UEC ရဲ့ပြန်လည်ဖြေကြားမှုမှာအပိုင်းလိုက်ကျင်းပါမယ့်ရေကောက်ဝယ်အားလုံးကျင်းပါပြီးစီပါကတက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်ရေကောက်တင်မြောက်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်များအားထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်လို့ဖြေကြားထားကြောင်းသိရပါတယ်။ ပြည်ထောင်စုရေကောက်ပွဲကော်မရှင်မှ2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်စတင်ကျင်းပပြုလုပ်မည်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲအပိုင်းတစ်တွင်ပါဝင်နေမြို့နယ်တရားနှစ်မြို့နယ်ကို2025ခုနှစ်ဩဂတ်စ်လ20ရက်နေ့2026ခုနှစ်ဇန်နဝါရီ17ရက်နေ့ကျင်းပမည်အပိုင်းနှစ်တွင်ပါဝင်နေမြို့နယ်တရားမြို့နယ်ကို2025ခုနှစ်အောက်တိုဘာ28ရက်တွင်ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်းသိရှိရပါသည်ရှင်။